သိလိုက်မှာဆိုလို့ရှိရင်မင်းအွန်လိုင်းတို့ရဲ့လက်တံခြေတံတွေကဘယ်လောက်ထိရောက်လဲဆိုတာကိုဒါအလုံးသိပြီးသားတိုင်းဖြစ်တယ်ပြောတယ်တဲ့အဲ့ဒါကြောင့်ကျမတို့ကစန္ဒာကတော့မပြရတော့နှခမ်းမွေးဖွဲ့ရဲ့ဂျိုးမွေးနေလက်ရှိများအလုံးမင်္ဂလာပါထိုင်းရောက်တဲ့ဒီပိန်းကြီးတွေကတော့ယူအန်ရွှေမှာစန္ဒာတော့ပြပါတယ်ဒါပေမဲ့စန္ဒာပြလို့မရပဲထိုင်းနှခမ်းမွေးဖွဲ့ကနော်နှိမ်နင်းတာကိုပဲခံရရပါတယ်တော့နောက်ထောင်ကြည့်အောင်ခင်ဗျလတ်ရှိရတော့ကျွန်တော်ယူအန်ယုံရောက်ရှိလာပြီပေါ့နော်ဒါပေမဲ့ယူအန်နှခမ်းမွေးတို့ဖွဲ့က ပြဿနာရှာတယ်လို့ပြောတော့မှာเนาะဒီမှာအကုန်လုံးပြန်ကုန်ကြပြီအင်းနေတယ်ဒီမှာထက်ထက်ပဲပြန်အာဒီမှာထိုင်းလူမျိုးတွေကပြောတယ်အာယူရင်ရုံးရှိကိုမသွားကြနဲ့လေခဏကပလဲလေဆက်ကဲလေနဲ့ပေါ့လာပြီးတော့ပြောသွားတယ်လေအာအင်းရင်မဲရောက်နေမဲရောက်နေလာတဲ့လူတွေအကုန်လုံးပေါ့အရှိကိုမလာခိုင်းတဲ့အနောက်ပြန်သွားလို့ပြောတယ်လေအဲ့ဒါကြောင့်ကျမတို့ကစန္ဒကတော့မပြရတော့နှခမ်းမွေးဖွဲ့ဂျုံမွေးနေအဲနှခမ်းမွေးဖွဲ့ဂျုံမွေးတော့ကျွန်တော်တို့ အရှေ့ရနော်လာရလို့တော့အကုန်လုံးပြန်ခိုင်းလိုက်ဆိုတော့ကျွန်တော်လည်းပြန်ရတာပေါ့နော်ဒီမှာရှမ်းနေအစားပေးမဝင်ဘူးဒီဘက်ရှောင်းပေါ့နော်ဟုတ်ကဲ့အစားစားကိုယ်ဆက်ရပါနော်အဲလာလာနေတဲ့မောင်နှမတွေလည်းပြန်လှည့်လို့ပဲပြောမှာနော်အာကျွန်တော်တို့လောက်ကြတယ်အများကြီးရှိသေးတယ်ပုံစံမျိုးပဲကျွန်တော်တော်လိုင်းကိုသွားလို့ရတယ်နော်ဟုတ်ကဲ့မလို့ time မှာရှိတဲ့ကောင်းလေးနော်အေးစေးနေနှာခမ်းမွေးလို့ဖွဲ့ရမလို့စောမှာနော်လဲတော့လဲသေးရမလို့ဒီလောက်ပါခင်ဗျ အလုတ်ကမြဒီနေ့9ရက်နေ့၄လပိုင်းမှာစစ်အနာစနစ်ကိုကျွန်တော်တို့မောင်းထုတ်တဲ့စန္ဒပြပွဲပေါ့နော်ဒီအကူရဦးဆောင်ပြီးတော့လှုပ်ဆောင်သွားတဲ့ပွဲမှာဒီအကူကစန္ဒပြပွဲတိုင်းမှာအမြဲတမ်းပေါ့နော်ဦးဆောင်ပြီးလှုပ်ခဲ့တဲ့ဖွင့်တော်ပြီးမှလှုပ်တာနော်ဖွင့်တော်ပြီးမှလှုပ်တာဟိုဖြစ်ထိုင်းတွေဟိုဖြစ်ရလူမျိုးတွေကစစ်အုပ်စစ်အနာကိုထောက်ခံတဲ့လူမျိုးတွေကပေါ့နော်လာပြီးရပေါ့နော် အဒီအကူလာပြီးအဆွဲထုံးဆွဲထုံးဆွဲနေထုံးကြတာပေါ့နော်အဲ့ဒါနဲတော့နေသေးတယ်နော်ဒီကျွန်တော်တို့ဒီအရန်လေးစားရဲကျွန်တော်တို့ဒီကိုရေပေါ့နော်ဝင်းရပေးပါလို့ဝင်းရပေးကြပါခင်ဗျာအခုပေါ့နော်ဘလူးချင်းနေလဲမသိပေါ့နော်ကားထဲပလိတ်ရဲကားထဲမှာတိတ်ထားပေးတယ်ဒါပေမဲ့အခုကဘလူးချင်းနေမမသိသေးဘူးဝင်းရပေးပါအခုချိန်မှာကျွန်တော်တို့ပြည်သူတွေဒီအကူနဲ့အတူတူပူပေါင်းပေးပါဒီအကူဝင်းရပေးပါဒီအကူနဲ့အတူတူ ကျွန်တော်တို့ပါဝင်ပေးကြပါတခုခုဆိုရေးကြည့်မယ်နော်ခင်ဗျာဘာဖြစ်နေလဲမောဆိုပြီးတော့မိမစပါဖြစ်နေတာလေဆော့ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဲဆင်ဆင်ချင်းလေးနေကြဖို့ဘာလို့လဲဆိုတော့အောင်တည်ပြတိုင်းပဲနောက်ထိုင်းနိုင်ငံဟာမင်းအောင်လည်းအုပ်စုနဲ့သတိမထိုင်းဆိုတာပေါ့လေနော်မင်းအောင်လည်းအုပ်စုနဲ့ရရင်နှီးဆက်ဆံရေးမှာရှိတယ် အဲ့တော့ဒီပြီးလို့ရှိရင်ဒီလက်ရှိဒီနှစ်ပိုင်းဒီမှာအဖြစ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုတောက်လျှောက်အဲကြည့်လိုက်မယ်ဆိုလို့ရှိရင်မဲအွန်လိုင်းတို့ရဲ့လက်တံခြေတံတွေကဘယ်လောက်ထိရောက်လဲဆိုတာကိုအာလုံးသိပြီးသားအတိုင်းဖြစ်တယ်ဘယ်လိုရှိပြည်သူပြည်ဒီထိုင်းနိုင်ငံမှာဆိုရှင်နှကမ်းမွေးဆိုတဲ့ဒီထိုင်းလူမျိုးအဖွဲ့တွေအထိကိုအာအာနာတက်ရောက်တယ်ပေါ့ ဲ့ဒါတွေမလို့သိဖို့လိုတယ်တို့လက်လန်စီတန်းနေအဲ့အထိကိုတက်ရောက်တယ်ဆိုတော့တူတူပြန်ဒီဒီအဲ့နှကမ်းမွေးဆိုတဲ့လူကကျွန်တော်တကယ်လွန်ခတ်တော့နှစ်ပေါင်းငွေနှစ်ပေါင်းဆိုတော့လွန်ခတ်တဲ့အဲကျွန်တော်သတိထားမိတာကဒီနှစ်ပိုင်းနေမှာသတိထားမိတာပါတထားရောက်တယ်ဆိုလို့ရှိရင်2019 2018လောက်ကရောက်တယ်တခါမတွေ့ဘူး သူရှိရရှိနေကြည့်လိမ့်မယ်ဆိုတော့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးလို့ရှိရင် serious ဖြစ်ပြီးတော့ခုလိုမျိုး live ပြီးတော့အာ live ဖမ်းတာ live ညစ်တာတွေကျွန်တော်မတွေ့ဘူးဘူးဒီနှစ်ပိုင်းမှာမြင်လာရတာပေါ့ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အာ live ပြီးတော့ producer တွေမလိုဘူးလေကျွန်တော်ဟိုချစ်မှာဘယ်သူများကြီးပြောခဲ့တယ်လို့ဘယ်သူမှလည်းကိုထမင်းကိုစားပြီးတော့ဒီမြန်မာနိုင်ငံသားတွေရဲ့အာ အရှုပ်တွေကိုလိုက်ပြီးတော့အာမှွေနောက်မနေဘူးသူတို့မြန်မာနိုင်ငံသားဆိုတဲ့နိုင်ငံမှာလာပြီးတော့ကျုံတပွဲအလုံးနေကြတဲ့လူတွေကြီးပဲဘယ်သူမှအာရလိုက်ပြီးတော့ဒီလူတွေကိုလိုက်ပြီးတော့အာရဲစခန်းပို့မနေဘူးတော့ဒီကောင်တွေကပို့ပေးနေတယ်ဆိုတာကဟိုနိုင်ငံတိုင်းမှာမျိုးချစ်ဆိုတာရှိတယ်เนาะဒီအဲကျွန်တော်အဲ့လိုမျက်မှောက်ကြတာလေးလေးအုတ်ချုပ်မှာနိုင်ငံနိုင်ငံမှာလေဒီလူ အခွင့်အရေးဆိုပြီးတော့လုံးဝကြည့်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ငါလူမျိုးမှငါလူမျိုးဆိုတဲ့အဖွဲ့ရဲ့အဲ့နောက်ဖွဲ့ဦးကမြန်မာတပ်သားလေးနိုင်ငံကိုအုပ်ချုပ်ကိုင်းမှနိုင်ငံတိုင်းငါငါတက်တာဒါဖြင့် American ကိုဒီဥဝါထားပြီးကြည့်ပေါ့ဒီလူအခွင့်အရေးဆိုတဲ့ဒီမိုကရေစီတမားတွေကြီးပြီးအုပ်ချုပ်ရတဲ့နိုင်ငံကအာတပိပိနဲ့ဆော့ရုပ်လာတယ်နော်ဒီငါလူမျိုးမှငါလူမျိုးငါမှငါဆိုတဲ့ဒီရုရှားတို့တရုတ်တို့ကကြတော့အရှင်းမထအောင်လာတယ် အဲ့တော့ American ဒီနိုင်ငံသားတွေကအဲ့လိုမျိုးပေါ့ငါလူမျိုးဆိုတော့ဒီ Donald Trump လိုမျိုးလူမျိုးကိုပြန်ပြီးအုပ်ချုပ်ခိုင်းတယ်ဆိုတော့ဆိုတော့လောကကြီးမှာအဲ့လိုမျိုးလေးရှိတယ်ဆိုတော့သို့တော်လည်းဒီဒီထိုင်းနိုင်ငံကနှကားမွေးနှကားမွေးတော့အာငါလူမျိုးပေါ့ငါလူမျိုးဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးသူကမြန်မာနိုင်ငံသားကိုပဲတာဂက်ထားပြီးတော့လိုက်တာဆိုတော့ဒီရဲ့ဒီနှစ်ပိုင်းမှာပဲဒီနှစ်ပိုင်းမှာပဲမြန်မာနိုင်ငံသားတွေကပဲအဲ ဒီ case တွေအများကြီးဖြစ်အောင်လုပ်ခဲ့ကြတယ်ဘယ်သူတွေမှန်းကိုမသိဘူးလုပ်လိုက်ကြတယ်ဝင်လာပြီးတော့လုပ်လိုက်ကြတာအဲ့လိုမျိုးလုံးဝထိုင်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေမျိုးလုံးစပုံမွေးစုတဲ့အထိမျိုးစိစပုံမွေးစုတဲ့အထိမှုလိုက်ကြတာအမနာခံမှုရတဲ့ life ဖန်းအားမှာဆိုတော့အဲ့လိုဆိုဒါတွေကိုရှုံချုံကုန်ပြီးတော့ကျွန်တော်ချက်လို့ရှိရင်မင်းအောင်နိုင်ရဲ့တက်တဲ့ခြေနံဘယ်လောက်ထိထိုင်းနိုင်ငံမှာတက်ရောက်လဲဆိုတာကိုကျွန်တော်သိပြီးသားဖြစ်တယ်ပြီးလို့ရှိရင် မလို့တီးဖို့လို့တယ်မလို့တီးဖို့လို့ဒီပိန်းနေရဒီလက်တာမနေရဆိုလို့ရှိရင်လဲထောင်ဝန်ကြီးချုပ်ကိုယ်တိုင်ကအာဒါဖိတ်ကြားပြီးတော့မှလောက်ခဲ့တာတွေလည်းကြည့်လို့ရှိရင်ဒါထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအထူးသဖြင့်နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ပြောနေဆိုနေကြတဲ့လူတွေအားလုံးတတိကြီးကြီးထားဖို့လိုတယ်။နော်ဟိုကျွန်တော်တို့က ျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တဲ့လိုမျိုးနောက်ကွယ်ရတဲ့ဒေသခေတ်လိုင်းလည်းမလေးရတယ်။လိုင်းကိုထောက်ပံ့လို့ရတယ်။ထောက်ပို့လုပ်လို့ရတယ်။အခုလိုမျိုးဆန္ဒရထွက်ပြမှာမဟုတ်ဘူး။နော်ဝုန်းနေတဲ့နားမသွားနေမှာမဟုတ်ဘူး။ကိုယ်ကတည်းကဒေသစစ်ကြီးသွားလို့ရတယ်။ဒေါ်လာကြီးကဟိုမဲရမှန်တော့သွားပြီးဆန္ဒပြမှာ UN ရုပ်ရှင်မှာဆန္ဒပြမှာဆန္ဒပြတာမဟုတ်ဘူး။ဆိုတော့အာဒေါ်လာကြီးကို ်အပနာနဲ့ကလေးနဲ့လောက်ကြပါနော်သူတဖြည်းထိုင်နိုင်ငံမှာရတဲ့မြန်မာနိုင်ငံသားတွေထိုင်နိုင်ငံဟာကျွန်တော်ပြောပြသားပဲဒီမိုကရေစီနိုင်ငံမဟုတ်ပါဘူးနော်သူတဖြည်းမြန်မာနိုင်ငံလည်းအရင်ရင်းနှီးတဲ့ဆန်ရည်ရှိတဲ့နိုင်ငံဆိုတော့ဒီနိုင်ငံမှာရောက်နေတဲ့လူတွေအထူးတတိချာကြီးပြောစမ်းမလို့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်လည်းအာစစ်စစ်ကြီးကြီးလေးပြောပြောဖို့ဆိုလို့ရပြဟောတော့ကျွန်တော်တို့က အမေးတဖြည်းဖြည်းနဲ့ပို့ပို့ပြီးတော့ကျွန်တော်ပေါ်လာပြီဆိုတော့တပါးပဲကျွန်တော်ကရေတူအများကြီးပြောချင်မို့အော်တတိထားဖို့နော်အဲကြားထဲမှာလဲကလပန်ထိုးတာတွေအများကြီးဖြစ်နိုင်နေလေကြားထဲမှာလေကြားထဲမှာမြန်မာနိုင်ငံသားတွေကပဲအာထိုင်းနိုင်ငံကိုသူတို့ဖြင့်ဒီ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 နှစ်ပိုင်းတွေမှာလောက်ခတ်ကြသလိုမျိုးထပ်လောက်ကြအောင်လို့မျှော်လင့်နေမြင်အောင်သေးတယ်ပါလို့ဆိုတော့ထိုင်းနိုင်ငံထဲမှာမဲဟိုလန်တို့ရဲ့ ဒီကြုံလေလည်းအများကြီးပဲစိတ်ဝင်နေတာသူလူလူကလူလူနဲ့မှုေးမှာမှုေးကြမှာဆိုတော့အဲ့မှုေးတဲ့ဓာန်လေးကိုတာမန်လွတ်လွတ်လပ်လပ်လူရခံရမယ်နော်ခင်ဗျားနိုင်ငံရေးလုံးလုံးမလုံလုံမြောက်နိုင်ငံရဲ့ကြုံလေလားမှုေးတဲ့ဓာန်ကိုခင်ဗျားတို့ခံရမယ်ဆိုတော့အဲ့နေကြောင့်တတိထားကြဖို့မလို့လေကြောက်ရှုံသွားပြီနီပိနေရမလို့ကောင်းနေရနော်ခင်ပိတ်ပြီးတော့ညင်းနေတယ်ပေါ့နော်အခုချိန်ဒီမလို့ကိုထိုင်းမှာရောက်နေတဲ့နီပိနီပိတ် ဟိုမှာထောက်ပို့လုပ်နေတဲ့ကောင်တွေနော်အထူးခန်းစားခွက်ခေါင်တဲ့ကောင်တွေအကုန်လုံးကိုဖမ်းဆိုရတာမြန်ဖမ်းပါပေါ့နော်ဖမ်းပြီးတော့နိုင်ငံကိုပြန်ပို့မှာ